္လာပါဒီချေကဒီနေ့ပထမမီလီလို့ကိုအာ KG grade 1နဲ့သက်ဆိုင်တဲ့ပုံစံပုစာရီဝက်ပုံပုစာရီကိုဘယ်လိုဖြည့်ချင်းရမလဲဆိုတာကို share လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်ဝက်ပုံပုစာရီကိုဖြည့်ချင်းတဲ့အခါမှာတသားမီမီလီလို့တွေက KG grade 1ကလေးကနေပြီးတော့ပုစာရဲ့ဆိုလိုရင်းကိုလွယ်ကူကူနဲ့ဖြည့်ချင်းတတ်အောင်၄ချက်သင်ထားပေးသွားမှာပဲဖြစ်ပါတယ် အဲ့တော့ဒီချက်ကအခုဒီမှာပြထတာကအပုစာလေးကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင် there are eight flower four flower are red အရေးအတွက်ကဒီချက်တို့က eight flower ရှိနေရယ် eight flower ထဲမှာမှ four flower are red အနည်းအောင်လေးဒီလေးခွင့်ရှိရယ်လို့ပြောတာနော်အဲ့မှာဒီချက်တို့ကကလေးကလေးလေးတွေကိုဒီချက်ကဘလိုမျိုး socket စဉ်းစားရမလဲဆိုရင်ရှိနေတဲ့အရေးအတွက်ထဲမှာဒီ flower ဒီအရေးအတွက် eight flower ရှိတယ် အရောင်က၄ရောင်ဒီ four flower four flower ဒီ red color ဖြစ်တယ်နောက်ဆုံး t-shirt တို့ကရှင်နေတဲ့အရောင်တွေကဘာတွေလဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့တသားမိမိတို့တွေက plus လောက်မှာလားဒါမှမဟုတ် minus လောက်မှာလားဒီလိုမျိုးစဉ်းစားပါမယ်เนาะအဲဒါဆို t-shirt တို့ကချစ်နေတဲ့အရေးအတွက်တရားတွေမှာ red color တွေကို t-shirt တို့က cancel လုပ်ပြီးမယ်ပေါ့เนาะဒါဆိုဒါဆိုဒီချိန်ကဘာမော်ဒယ်လေးနဲ့ဆွဲပြပါမယ် ။ကြည်နာစုတီရှယ်ကဘာမော်ရယ်ဆွဲနီးလေးပါတခါလေးပြောလိုက်ပါမယ်။အရင်ဆုံးတီရှယ်ကစောကနဲ့စောကနဲ့တူကိုအရင်ဆွဲလိုက်တယ်ပေါ့နော်။ကြည်နာဆိုရင်တီရှယ်ကနောက်ထပ်အလေးရနေပိုင်းမယ်။ပြီးအလေးရနေပြီးတော့တီချယ်ထပ်ပိုင်းမယ်။ကြည်နာစုတီရှယ်က a flower ဆိုတဲ့အရေးအတွက်ဘာမော်ရယ်လေးတွေကိုဆွဲပြလိုက်တာဖြစ်ပါတယ်။ကြည်နာဆိုအခုဒီမှာ red the four flower ဆိုတော့ဒီချိန်က red လေးတွေကို cross out လုပ်ပြီးတော့ red color လေးတွေကိုပြမယ် red ကဲဒါဆိုတသမိမိတို့က total အရှိနေတာဒီဒီချိန်တို့ကဘယ်နှပွင့်ရှိရလဲ eight အရေအတွက်ရှိတာဒါဆိုအဲ့ဒီ eight အရေအတွက်ထက်ကနေဒီချိန်တို့က red color ကိုပါလုပ်ပြရမှာလဲ cancel လုပ်မယ် cancel လုပ်မယ်ဖယ်လိုက်မယ်အမှောင်မဲ့ remove လုပ်လိုက်မယ်ဒါဒီ minus လုပ်လေအနှုတ်လုပ်တယ်လို့ပြောတယ်။ကြည့်ဒါဆိုဒီချေရော 8ဆိုတဲ့ number အရေးတက်ခရနေပြီးတော့4ဆိုတဲ့အရေးအတွက် red color ကိုဖယ်လိုက်မယ်ဒါဆို how many love ဒီကျေတော့ကျန်တာကိုသိချင်တယ်ကြည့်ဒါဆိုရင်ကျန်တဲ့အရေးအတွက်ဒီဒီကျေတော့ဘယ်လောက်လဲသိချင်တော့1 2 3 4အရေးအတွက်4ဆိုပြီးတော့ကျန်ပါမယ် Okay အဲ့တော့အခု teacher နဲ့တို့နောက်ထပ် problem ပုံစံလေးကိုလေ့လာကြရအောင် အခုဒီမှာတစ်ချက်ပြထားတာက they are nine cherry ကဲဒါဆိုတစ်ချက်တော့က cherry ဒီအရေအတွက်က nine ရှိပါတယ် okay three cherry are take away ကဲဒါဆိုတစ်ချက်တော့ဒီမှာပြထားတာက three cherry are take away အဲ့တော့တသားမိမိလေးတို့သတိထားမှာက take away take away ကတစ်ချက်တော့ဘာလုပ်လိုက်တာလဲဆိုရင်ယူလိုက်တာပေါ့နော် ဖြစ်နေတဲ့အရေးအတွက်9ဆိုတဲ့အရေးအတွက်ထည့်ရနေပြီးတော့3 cherry ကို take away ယူလိုက်တာဖယ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်တသားမိမိမျိုးတွေကပုံစံကိုစဉ်းစားတဲ့အခါမှာဒါဘာလို့ရမှာလဲ minus လုပ်တယ်လို့စဉ်းစားရပါမယ်။ Okay ဒါဆိုတီချယ်ကဘာမော်ဒယ်လေးနဲ့ကလေးလေးတွေကိုရှင်းပြပါမယ်။ဒီချေရောဆွဲမှာကဘာမော်ရယ်က နိုင်အရေးတော့နိုင်ဆိုတော့ on number ဖြစ်တယ်ဒါကြောင့်တိချေကအရင်ဆုံးအရင်ဆုံးတိချေကတပိုင်းရပိုင်လိုက်တယ်ပေါ့နော် 1unit စာလေးပြီးမှအဲ့ဒီ 1unit စာအောင်မှတိချေကကြံနေတဲ့အပိုင်းကိုစုံလေးပိုင်းမှာဖြစ်တဲ့တကြောင်မို့လို့အလေကနေတပိုင်းပိုင်လိုက်တယ်ပြီးရင်နောက်ထပ်တပိုင်းစီလိုက်ပိုင်မယ်ပြီးရင်တိချေတို့ကနောက်ထပ်တပိုင်းစီလိုက်ပိုင်လိုက်ပါမယ်โอเคဒါဆိုရင်အခုတိချေတို့ကပေးထားတာဒီ ဒိုင်းဆိုတဲ့အရေးအတွက်ဖြစ်သွားပါပြီ။ဒီထဲကမှတီချေတို့က3 take away လုပ်လိုက်မှာမဟုတ်ဘူးလား။ဒါဆိုရင်အရေးအတွက်က3ကို take away လုပ်လိုက်မှာဖြစ်ပါတယ်။ဒါဆိုတီချေတို့ကကြံတာကဘလောက်လဲသိချင်တာမဟုတ်ဘူးလား။ question mark ကဲဒါဆိုအခုဒီမှာတီချေတို့ total ကြီးဒီရှိနေတာ9ဆိုတဲ့အရေးအတွက်မဟုတ်လားဒါဆိုတီချေတို့ total ကြီး9ဆိုတဲ့အရေးအတွက်ထည့်ရနေပြီးတော့9 minus take away လုပ်လိုက်တဲ့သူတွေကိုဘာလုံးမှာလဲဖယ်လိုက်မယ်ဒါဆိုဖယ်လိုက်ပြီဆိုတော့မချိတော့ဘူးဟုတ်လားကဲဒါဆိုရင်ဒီချိန်တော့1 2 3 4 5 6အရင်အတွက်ဒီချိန်တော့ဘယ်လောက်ကျန်သွားလဲ6 Okay ဒါဆိုတတမီမီတို့တွေက program book sorry ဒီလိုတော့ program book sorry ကိုတွက်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့တင်းကြီးလုပ်ပြီးတော့ source လုပ်နိုင်မှာဖြစ်ပါတယ် Okay ဒါဆိုဒီချိန်နဲ့အတူဒီမှာ assessment လေးထိုးကြည့်ကြရအောင် assessment လေးထိုးတဲ့အခါမှာ ကြံနေတဲ့ယူတွေကိုကျွန်တော်ပြောမှာဖြစ်တဲ့တကြောင်မလို့ answer လေးရ there are see cherry love ဒီကျေတို့ကကျန်တာကိုတည်ကျင်တာ love ပေါ့နော်โอเคကဲဒါဆိုရင်တသားတို့မမီတို့တွေကဒီနေ့တိုင်းလေး ပေးချစဉ်းစားပြီးတော့လုပ်မယ်ဆိုရင်ကျွန်တော်တို့မိမိတို့တွေက program ပုံစံတွေကိုလွယ်လွယ်ကူကူနဲ့ solve လုပ်နိုင်မှာဖြစ်ပါတယ်ဒီ channel နဲ့နောက်ထပ် video lesson တွေမှာပြန်ကြည့်ကြမယ်နော် bye bye